ကောင်စီယင်းနီမြုံနယ်စီမံကိန်းတွေတရားမဝင်ကြောင်း NUG ပြောတဲ့သတင်းကုလအထူးကိုယ်စားလှယ်ကိုစစ်ဆေးဖို့အဖွဲ့300နီးပါးတောင်းဆိုတဲ့အကြောင်းလင်းမျက်နှာမြို့နယ်မှာတိုက်ပွဲကြောင့်ဒေသခံတထောင်ခန့်ထွက်ပြေးနေရတဲ့သတင်းစစ်မှုရန်တင်တဲ့အပတ်စဉ်17အထိရှိလာတဲ့အကြောင်းတွေအပါအဝင်ဒီနေ့နေ့လည်ခင်းအထိနောက်ဆုံးရထားတဲ့သတင်းတွေကိုစုစည်းတင်ပြသွားမှာပါ ကောင်စီနဲ့ပူးပေါင်းပြီးမြန်မာနိုင်ငံမှာယင်းနှိမ့်နှံမဲ့ရုရှားစီမံကိန်းအပါအဝင်နိုင်ငံတကာယင်းနှိမ့်နှံမှုစီမံကိန်းတွေဟာတရားမဝင်ကြောင်းအမျိုးသားညီညွတ်ရေးအစိုးရ NUG ကပြောကြားလိုက်ပါတယ်ဒီနေ့ထုတ်ပြန်တဲ့ပြည်သူလူထုနဲ့နိုင်ငံတကာတို့သတင်းစကားမှာတမရယုံပြောခွင့်ရသူဦးကျော်စောကပြောဆိုခဲ့တာပါစစ်ကောင်စီနဲ့လုက္ကိုင်းကြီးရဲ့လုပ်ငန်းတွေကိုရပ်ဆိုင်းထားဖို့လဲရုရှားအစိုးရနိုင်ငံသားရေးဌာနကိုအကြောင်းကြားစာပို့ထားတယ်လို့ဆိုပါတယ် စစ်ကောင်စီအဖွဲ့ဝင်တွေနဲ့ကာကွယ်ရေးဝန်ကြီးဌာနကိုကနေဒါကပိတ်ဆို့အရေးယူတာစစ်ကောင်စီရဲ့မြမရင်နဲ့တဘာဝတံခွေလုံငန်း MOGE ကိုဆွစ်ဇာလန်အစိုးရကအရေးယူပိတ်ဆို့တာတွေကိုကြိုဆိုရောင်းနဲ့စစ်ကောင်စီကိုလက်နက်နဲ့နှီးပညာလွှဲပြောင်းမှုတွေလောင်စာဆီနဲ့ဗန်နာငွေထောက်ပံ့မှုတွေရက်ဆိုင်မှုနိုင်ငံတကာကိုထပ်မံတောင်းဆိုလိုကြောင်း NUG ကပြောကြားပါတယ်ရှင်။ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်ဂျူလီဘေးရှော့ရဲ့စီးပွားရေးလုပ်ငန်းတွေဟာအကျိုးစီးပွားပရိပခါရှိမရှိအမြန်ဆုံးစစ်ဆေးဖို့ကုလသမဂ္ဂအတွင်းဝန်ချုပ်အန်တိုနီယိုဂူတာရက်စ်ကိုအရက်ဖတ်လူအဖွဲ့အစည်း290ကတောင်းဆိုလိုက်ပါတယ်။ဒီအဖွဲ့ရဲ့မတ်လ18ရက်နေ့ကထုတ်ပြန်ချက်မှာမစ်ဂျူလီဘေးရှော့ရဲ့စီးပွားရေးလုပ်ငန်းတွေဟာမြန်မာနိုင်ငံမှာလုပ်ကိုင်နေတဲ့တပ်တူလုပ်ငန်းတွေတရုတ်အစိုးရပိုင်းကုမ္ပဏီတွေနဲ့ဆက်နွယ်မှုရှိနေတယ်လို့ဖော်ပြထားပါတယ်။ သူ့ရဲ့လုပ်ပိုင်ခွင့်အာဏာကိုချက်ချင်းရပ်တန့်ပြီးမြမအရေးကိုကုလသမဂ္ဂအတွင်းမှုချုပ်ကတိုက်ရိုက်ကင်တွဲပေးဖို့လဲဒီအဖွဲ့တွေကတောင်းဆိုထားတာပါ Miss Julie Bishop ကတော့ Julie Bishop and Partner JBP Company ဟာပုဂ္ဂလိကအကြံပေးကုမ္ပဏီတစ်ခုဖြစ်ပြီးမြန်မာနိုင်ငံနဲ့ဆက်စပ်တဲ့ဘဲကုမ္ပဏီဘဲလူပုဂ္ဂိုလ်တဦးတယောက်ကိုမှအကြံပေးတာမရှိခဲ့ဘူးကြောင့်နဲ့သူ့အနေနဲ့ကုလသမဂ္ဂရဲ့ကျင့်ဝတ်နဲ့တာဝန်တွေကိုအပြည့်အဝလိုက်နာကြောင်း RFP ကိုဖြည့်ကြားထားပါရှင်။ အရာဝတီတိုင်းလေမျက်နှာမြို့နယ်မှာမတ်လ18ရက်နေ့မနက်ပိုင်းကစစ်ကောင်စီစစ်ကြောင်းနဲ့အရခတတ်တော် A နဲ့ပူပေါင်းတပ်တွေတိုက်ပွဲကြောင့်လူတထောင်ဝန်းကျင်ဘေးလွယာထွက်ပြေးနေရတယ်လို့ဒေသခံတွေက RFA ကိုပြောပါတယ်။လေမျက်နှာမြို့နယ်ပသိမ်မုံရွာကလန်းမှာရှိတဲ့ချင်းလေရွာမှာကင်းမုံဝတ်ပိုးစစ်ကြောင်းထိုးလာတဲ့စစ်ကောင်စီတပ်နဲ့ AA နဲ့ပူပေါင်းတပ်တွေတိုက်ပွဲဖြစ်ခဲ့ပြီးဝတ်ကုံလဲကုံကြီးလဲကုံလေး ရှာတော်စုစံကုန်စရိရွာတွေကဒေသခံတွေထွက်ပြေးနေရတာပါတိုက်ပွဲတွေရေကြီးမြုပ်နယ်အခြေဆိုင်အမတ344အမြောက်တပ်ကလက်နက်ကြီးပစ်ကူတွေနဲ့တိုက်ခိုက်ခဲ့တယ်လို့လည်းဆိုပါတယ်ဒီအခြေအနေနဲ့ပတ်သက်ပြီးစစ်ကောင်စီရဲ့အေယာဝတီတိုင်းပြောခွင့်ရလူမှုရေးဝန်ကြီးဦးခင်မောင်ကြီးကို RFA ကဒီနေ့ဆက်သွယ်ခဲ့ပေမဲ့ဖုန်းမကင်ပါဘူးရှင်စစ်ကောင်စီကစစ်မှုထမ်းတင်တဲ့အမှတ်စဉ်71ကိုမနေ့ကဖွင့်လှစ်လိုက်ပါတယ် စင်ရဖြစ်တင်မှုအတွက်နိုင်ငံတော်ဝန်ကတိုင်းစစ်ဌာနချုပ်လက်အောက်စစ်တင်တဲ့ကြောင်းတွေမှာပြီးခဲ့တဲ့နှစ်ကလေးကစစ်ကောင်စီကတင်နန်းတွေဖွင့်လှစ်ခဲ့ပြီးတင်နန်းစင်းတွေကိုလည်းရှေ့တန်းစစ်မျက်နှာကိုပို့ခဲ့ပါတယ်။စစ်မှုထမ်းမှုအတွက်အရင်ကမဲနိုင်ရွေးချယ်ခဲ့ပေမဲ့အခုနောက်ပိုင်းနာမည်စင်ရင်းနဲ့တိုက်ရိုက်ခေါ်ယူတာတွေလှုပ်လာခဲ့တာပါ။အတင်းအကျပ်စစ်သားစုဆောင်ခံရမှုကြောင့်ထွက်ပြေးသူလည်းများလာပြီးအခုနှစ်ပထမနှစ်လအတွင်းမှာစစ်ကောင်စီတပ်ကနေထွက်ပြေးလာတဲ့စစ်မှုထမ်းတပ်သားတစ်123ယောက်အထိရှိပါရဲ့ရှင်။ စကိုင်းတိုင်းကလေးမြို့နယ်မှာမတ်လ10ရက်နေ့ကနေ18ရက်နေ့အထိနှစ်ပတ်ကျော်အတွင်းစစ်မှုထမ်းမှုလူ40ခန်းဖမ်းဆီးခံရတယ်လို့ဒေသခံတွေက RFA ကိုပြောပါတယ်။အသက်မပြည့်သေးတဲ့လူငယ်တွေအပါအဝင်လမ်းသွားလမ်းလာလူငယ်တွေကိုစစ်ကောင်စီတပ်နဲ့ရဲတပ်ဖွဲ့ကအင်စီကားတွေနဲ့လိုက်လံဖမ်းဆီးပြီးကလေးမြို့အခြေဆိုင်အမှတ်30တပ်မတော်တပ်မြင့်တင်နန်းချောင်းကိုပို့နေတယ်လို့ဆိုပါတယ်။ ဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီရဲ့စကိုင်းတိုင်းပြောခွင့်ရလူမှုရေးဝန်ကြီးဦးညွန်ဝင်းအောင်ကို RFA ကမေးမြန်းခဲ့ပေမဲ့လက်ခံဖြေဆိုတာမရှိပါဘူး။ကလေးမျိုးလူလူတိုက်ပွဲဦးဆောင်ကော်မတီရဲ့ February 6ရက်နေ့ထုတ်ပြန်ချက်အရစစ်ကောင်စီရဲ့စစ်မှုထမ်းအမှတ်စဉ်6ကနေ9အထိတင်နန်းတွေအတွက်ကလေးမျိုးမှာလူငယ်185ယောက်ထပ်မနေဖမ်းဆီးခံရရပါတယ်ရှင်။ ရခိုင်ပြည်နယ်မှာစစ်ကောင်စီထိန်းချုပ်ထားတဲ့မြို့နယ်၃ခုမှာသာတက္ကသိုလ်ဝင်နဲ့စာမေးပွဲကျင်းပနေပြီးဖြည့်ဆို့ဖို့စီရင်ပေးထားတဲ့3200ကျော်တွေက1500ကျော်ပဲလာရောက်ဖြည့်ဆို့တယ်လို့စစ်ကောင်စီကဒီနေ့ထုတ်ပြန်ပါတယ်။ရခိုင်ပြည်နယ်၁၈မြို့နယ်တွေက၁၄မြို့နယ်ကိုအရခတတော် AE ကသိမ်းပိုက်ထားတာကြောင့်စစ်တွေကြောက်ဖြူနဲ့မန်အောင်၃မြို့နယ်မှာသာကျင်းပနေတာပါ 2024ခုနှစ်တက္ကသိုလ်ဝန်ထမ်းစာမေးပွဲတုန်းကလည်းစစ်ကောင်စီတက်တဲ့အာရခတတော် AE တို့တိုက်ပွဲတွေကြောင့်စာမေးပွဲဖြေဆိုဖို့လျှောက်ထားသူ18000ကျော်မှ8000ကျော်သာဝင်ရောက်ဖြေဆိုခဲ့ပြီး10000ကျော်ပြက်ကွက်ခဲ့ပါရှင်။ မြန်မာနိုင်ငံဘက်ကိုထိုင်းဘက်ကလျက်စစ်မီဖြတ်တောက်ခဲ့ပြီးတဲ့နောက်ငွေကြေးလိမ်လည်ခံရမှုဟာပမာဏဘတ်တန်း200နီးပါးကျဆင်းခဲ့ကြောင်း Bangkok Post ကဒီနေ့ဖော်ပြပါရယ်မြန်မာနိုင်ငံကငွေလိမ်လုပ်ငန်းတွေတည်ရှိရလို့တန်လျာရှိတဲ့နေရာတွေကိုထိုင်းဆိုရကပြီးခဲ့တဲ့ February 9ရက်နေ့မှာလျက်စစ်မီလောင်စာစီနဲ့ Internet line ဖြတ်တောက်ခဲ့ပြီးတဲ့နောက် Cyber ရာဇဝတ်မှု20ရာခိုင်နှုန်းကန်ကျဆင်းခဲ့ကြောင်းထိုင်း Digital စီးပွားရေးနဲ့လူမှုအဖွဲ့အစည်းဝန်ကြီးကမနေ့ကပြောကြားခဲ့တယ်လို့ဆိုပါရယ် ်ဝေးလိမ်လုပ်ငန်းတွေနဲ့ပတ်သက်ပြီးတိုင်ကြားမှုတွေလည်း68ရာခိုင်နှုန်းကျော်ကြခဲ့ပြီးအရင်ကဆိုတိုင်ကြားမှုတစ်နှစ်ကို1000ကျော်ရှိခဲ့တယ်လို့ဆိုပါတယ်ရှင်ဒီနေ့နေ့လည်ခင်းအထိနောက်ဆုံးရထားတဲ့သတင်းတွေကိုစူးစီးတင်ပြခဲ့တာပါ RFA ကိုကြည့်ရှုနာဆင်တဲ့အတွက်ကျေးဇူးတင်ပါတယ်ကျမထထအင်ရာအောင်ပါ